ဘဝမှာအောင်မြင်ခြင်းဒီကနေချက်ပဲလို့အပါတယ်။အရင်တော့ကကျွန်တော်တို့အိမ်နာမှာစအောင်ဟာဆိုင်လေးလဆိုင်ရှိပါတယ်။ဆိုင်နမဲရောအခုတိမမိပါသေးတယ်။စင်ရွှင်ဖြိုးလို့ခေါ်ပါတယ်။မြန်မာပြည်ကျောင်းပရက်တွေဆိုစအောင်တိမ်ပုံမှန်ငါဖြစ်ဖြစ်တယ်။သမိန်ဘောတုမေယာစာတူပီကဆာလိုမင်းတင်ခဆာအုပ်တွေတရုတ်တိုင်းဝတ္ထုတွေအစုံပဲပေါ့အဲရောငါတော့အခုခေတ်လို့ဖုန်းတွေအင်တာနက်တွေလည်းမပေါ်သေးပါဘူး အဲ့လိုဆောင်ငါးဆိုင်တွားရင်နဲ့ရွေးတူကလေးတွေကစပိန်စီးနေတာကိုတွေ့ရပါများတော့ကလေးတို့ဘာသာဘာဝကျွန်တော်လဲအချက်လာပါတော့တယ်။ငါလဲစပိန်လစ် TV စာအုပ်ပေါ်နှိုင်းတော်တော်ထားကြမှာပဲလို့စိတ်ကူးရင်ခဲ့ပါတယ်။အဲ့ဒါနဲ့ပဲအင်္ဂုစပိန်စီးသင်ပေးဖို့ပူဇော်ပါတော့တယ်။ကဲငေါ့ကျွန်တော်အိမ်မှာခေဟောင်းစပိန်လေးတစ်စီးကလည်းအသင်းရှိနေပါတယ်။ဒီလိုနဲ့ကျွန်တော်တို့အဖေကစပိန်စီးစတင်ပေးပါတော့တယ်။ ညနေဘက်တွေစုအိမ်ရှိလမ်းပေါ်မှာတာဖာနှယောက်စပိန်တစီနဲ့အလုံးရှုပ်နေကြပါပြီ။စစချင်းတော့ဟန်ချက်ညီအောင်မနေထင်ရပါလေ။နင်းနာကိုမှောက်ကြပါပဲ။လဲတာများလာတော့လေဌာနတ်သွားပါလေ။နောက်ပိုင်းမှာတော့မတင်ခင်မှာတထောင်စစ်ကတော့ဒုကတော့ဝစ်ပြီးစပိန်မော်တပါတော့တယ်။ဒါပေဝစ်ထားလဲလဲရင်တော့နာသေးတာပါပဲ။တရှုမာရွထေဆိုခုချီအောင်ရှိပါသေးတယ်။ဒါပေမဲ့ကျွန်တော်ကလည်းအရင်စီတက်ရှင်နေတာကို ဲ့ဒါနဲ့မှောက်ရင်မဟုတ်ပါစေကျွန်တော်ဆက်နေတာပါပဲဒီလူကနေစပိန်စီးတက်သွားခဲ့ပါတယ်ရှူရောအမြင်မှုကလည်းဒီသဘောတရားနဲ့စင်တူပါတယ်ပေါ်ကမှဘာပဲလှုပ်လှုပ်အောင်မြင်ခြင်းဒီကဒီချက်ပဲလိုပါတယ်နဘတ်တိကတော့ရွေးချပါဘန်းနိုင်တခုတော့တည်တည်ကြကြရှိဖို့လိုရမယ်ပြီးတော့သူများရှတ်မှတ်ပေးရမဖြစ်ရပါဘူးကိုယ်တိုင်ကလူလူချင်းချင်းရှိရမယ်ဖြစ်ရပါမယ် စာအုပ်ငှားဆိုင်လူစပိန်နဲ့တွားချင်တာကကျွန်တော်ရဲ့ချက်ပါနဗနိကထက်တန်မှုပါခုခုကိုပေးဖို့လူတို့တင်ပါကလည်းရနိုင်ပါတယ်စပိန်စီတင်တဲ့ဥမာဝယ်ချစ်ပါကျွန်တော်စပိန်စီတက်သွားတာဟာကိုရိုင်းစိတ်အားထက်တန်တယ်လို့ဘေးကနေလိုက်ထင်ကြောင်းပေးတဲ့ဖိရအပြင်မှုလည်းပါပါတယ်နဘတုံးကတော့ပြင်ဆင်ဖို့ပါ။ဘာပဲလို့လို့အကောင်းဆုံးပြင်ဆင်ထားတဲ့လေ့ကျင့်ရှိဖို့လိုပါတယ်။ ဇပိစစ်တဲ့နှောင်းသားကာအွဲတွေဝိတ္တနဲ့ကြွကြွပါပဲ။မှောင်မကြအောင်တော့မဟုတ်ဘူး။မှောက်တယ်။ဒါပေမဲ့လေးကြရရင်အထိမနာဘူး။ပြန်ထားနိုင်ဖို့ပါ။နံပါတ်၄ချက်ကတော့ဇွဲရှိဖို့ပါပဲ။ဘေးအရာမစိုးရှက်ရှင်းလို့ရှက်ရှင်းအောင်မင်းနဲ့ဆိုတာမရှိတလို့ရှားပါတယ်။99ရာတိုင်းနှောင်းလောက်ကတော့ရှိန်တူပါတယ်။ကျွန်တော်သာမှောက်မှာဒါနာမှာကြောက်နေခဲ့ရင်ဇပိစစ်တက်ဖို့မှမဟုတ်ပါဘူး။တခုလိုချင်တခုတော့ ပြီးဆက်ရသဘောပါပါပဲ။ကိုလုံနိုင်တာကရည်ရွယ်ချက်ရှိဖို့ထက်တန်မှုရှိဖို့ပြင်ဆင်မှုရှိဖို့ဇွဲရှိဖို့ဆိုတဲ့အချက်တွေနဲ့ကိုမှပြည့်စုံနေအောင်စူးစမ်းဖို့ပါပဲ။ညတို့ကဒီ formula ၄ခုကိုလွဲမှတ်ထားပါရယ်။